မြန်မာလိုမတည့်ဘူးဆိုတာအကောင်လုံးကြားကိုလိမ့်မယ်ဆိုမြန်မာလိုဆိုရင်တော့မတည့်ဘူးဆိုရဲစကလုံးကိုနေရာတိုင်းမှာတုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့အင်္ဂလိပ်မှာကျတော့မတည့်ဘူးဆိုရဲစကလုံးကိုတစ်လုံးသန်းနဲ့နေရာတိုင်းမှာတုံးလို့မရဘူးအစားတောက်နဲ့မတည့်ရလားဘာနဲ့မတည့်ရလဲပေါ့နော်လူအချင်းချင်းမတည့်ဘူးဆိုရင်လည်းမြန်မာလိုကျတော့သူနဲ့ငါနဲ့ကမတည့်ဘူးအဲ့လိုပဲတုံးကြတယ်ဒါပေမဲ့အင်္ဂလိပ်မှာကျတော့အချင်းနဲ့အချင်းခါပြီးလို့ရှိရင်အာတင်စားခံရတဲ့ လူလားအစားတောက်လားတရိတ်ဆန်လားပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မသိဘူးဆိုတဲ့ဟာတွေကိုပုံစံအမျိုးမျိုးရှိပါတယ် Okay so this is the lesson that uh prepared by me so yep မသိဘူးဆိုတဲ့ဟာပေါ့နော်ဒါကတော့အခု viewer တွေတက်အ free lesson ဖြစ်ပါတယ်ပေါ့နော်အဟုတ်ပြီအသေးစိတ်တော့မရှင်းပြတော့ဘူးနော်ဒီထဲမှာ screenshot တွေရိုက်ပြီးတော့ကိုယ့်ကိုပြန်ပြီးတော့ရှာလို့ရတယ် so allergic to ဆိုရင်တော့သိချရတယ်အဲဆေးနဲ့ဖြစ်ဖြစ် okay တချို့ကျတော့ allergic to Uh, penicillin. Asa ne matera ro baro so no be allergic to something. So let's say uh, she is allergic to nuts. Alo pelo ya pare. Maneya zalao de asa tao ga jono ne asima so hama agree doesn't agree na tao ne ko no. The noodles I had yesterday doesn't agree with me. Okay, maneya jono sare khaw swae ga jono The asima bi u. Takare bai na re, takare wan shore. Eri hamyo All right. So food အစားတတခုခု doesn't agree with me လို့ပြောလို့ရပါတယ်ဒီမှာသဘောမတူတာလို့ပြောရမှာမဟုတ်ဘူးပေါ့နော်လူတစ်ယောက်တစ်ယောက်မတည့်ဘူးဆိုရင်တော့ allergic တုံးတာတက်ကို don't get along okay get along ဆိုရင်တော့ तू อ่ะသူတို့ယောက်ကတည့်ကြတယ် ပေါင်းလို့ရှိရင်တို့တို့ညောင်ကအဆင်ပြေတယ်ဗောနော်တို့ညောင်အဆင်ပြေဆက်ဆံရေးအဆင်ပြေ get along လို့တောင်းတယ် my father doesn't get along with his co-workers ကျွန်တော်အဖေကသူ့ရဲ့အလုပ်ကသူတွေနဲ့အဆင်မပြေဘူး they နဲ့ဆိုရင်တော့နောက်မှ with တွေမလို့ပြောချင်တာတို့ညောင်ကတဲ့ကြတယ်ဆိုတော့ they get along pretty well လို့ပြောလို့ရပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုကဆက်ဆံရေးပြေလည်လားမပြေလည်ဘူးလားဆိုတဲ့ဟာဗောနော် terms ဆိုတဲ့ဟာနဲ့တောင်းတယ် so uh let's say um i am on good terms with my friends ဆက်ဆံရေးကျွန်တော်တို့ပြည့်လေကြာ bad terms ကတော့ဆက်ဆံရေးမပြည့်လေအဆင်မပြေဘူး okay so ဒါတွေကတော့မပြောတော့ပါဘူးเนาะကိုယ့်ဟာကိုယ်ပြန်ပြီးတော့ရှာကြည့်လို့ရပါတယ်ပြီးလို့ရှိရင်ဒါကတော့ idiom ပုံစံပေါ့ right they always fight like cats and dogs okay သူတို့ညာကအဲခွေးနဲ့ကြောင်လို့ပဲအမြဲတမ်းရံဖြစ်ကြတယ် so ပြောချင်တာကတော့တွေ့ရတဲ့အဲထပြီးတော့ရံဖြစ်မယ်ဆိုတာကြီးပဲ so yeah ဒါလေးကို screenshot ရိုက်ပြီးတော့ဟိုကိုယ့်ဟာကိုယ်ရှာကြည့်ပါ vocabulary တစ်ခု လေ့လာပြီဆိုရင်ဒီလိုပုံစံမျိုးလေ့လာရပါတယ်ဒီလို vocabulary မျိုးတွေကိုအများကြီးလေ့လာချင်တယ်ဆိုတော့ Google Classroom ရှိပါတယ် Google Classroom မှာ vocabulary ပေါင်းများဆိုတာပေါ့เนาะအခုတစ်ချက်ပြမယ် Okay so Google Classroom မှာတရားဖြစ်ပါတယ်ပေါ့เนาะ Google Classroom မှာသင်ခန်းစာတော်လေးစုံတယ်ပေါ့เนาะခဏလိုမျိုး vocabulary တွေအဘလိုဟာမျိုးတွေလုံးလဲအများကြီးရှိတယ်အဲ့တော့ vocabulary တခုကိုလေ့လာတဲ့အချိန်မှာအသေးမှတ်ထားလို့မရဘူးပေါ့เนาะ ပြီးတော့ရှင်ခဏလိုမျိုးမြန်မာလိုတိုင်းရိုက်ပါတာပြန်လို့လေအကုန်လုံးမှာတော့လို့မရအောင် so yep yeah so that's all for today and this is how you learn vocabularies in different contexts all right so i'll see you in my next video